မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ Khu Entertainment YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ကမ္ဘာအမွေနဲ့စည်ရင်းနဲ့ထဲသွင်းထားတဲ့နေရာတွေတဲကမှမိတ်ဆွေတို့စိတ်ဝင်စားလောက်မဲ့နေရာ၁၀ခုကိုဘုဒ္ဓရအနေနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဘလို့နေရာတွေဖြစ်မယ်ဆိုတာကိုတော့ကျွန်တော်နဲ့တူဆက်လက်လေ့လာကြည့်အောင်ဗျာပထမဆုံးအနေနဲ့ဖော်ပြပေးခြင်းတဲ့နေရာကတော့ မြန်မာနိုင်ငံသားတိုင်းအတွက်ဂုဏ်ယူစရာဖြစ်မယ်ထင်ပါတယ်။ပထမမြန်မာနိုင်ငံတော်ရဲ့မင်းနေပြည်တော်ဖြစ်တဲ့ပကံကတော့လှပတဲ့ရှုခင်းတွေဆရာစုကဖျားပထိုးဇေဒီလက်ရာတွေနဲ့ပြည့်နှက်နေတဲ့ရှီဟောင်တမိုင်းဝင်နေရာပဲဖြစ်ပါတယ်။ပကံရဲ့နေဝင်စည်းစာအလှဟာလည်းအင်မတန်ကိုမှနမည်ကျော်ကြားလာပါတယ်။ကဘာအမွေနေထဲကတခုဖြစ်တဲ့ပကံကတော့မြန်မာနိုင်ငံသားတိုင်းမဖြစ်မနေတွားရောက်တဲ့နေရာပဲဖြစ်ပါတယ်ဗျာ ဒါကတော့ Galapagos Island ပဲဖြစ်ပါတယ်။ပင်လယ်ရေစီးကြောင်း၃ခုစုံရာနေရာကိုဖြန့်ကျက်ထားတဲ့ဒီကျွန်းအနီးတစ်ဝိုက်မှာတော့မျိုးမတူတဲ့ရေတံတားမျိုးစိတ်ပေါင်းများစွာရှင်သန်နေထိုင်ခဲ့တာဟာရာစုနှစ်ပေါင်းများစွာ တိုင်ခဲ့ပြီလို့ဆိုပါတယ်။ဒီကျွန်းဟာ UNESCO ရဲ့1989နှစ်မှာကမ္ဘာအမွေအနှစ်အဖြစ်ပထမဆုံးသတ်မှတ်ခဲ့တဲ့နေရာအနည်းငယ်တွေကတစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ူရကီနိုင်ငံရဲ့ခပတ်တူရှာမြို့မှာရှိတဲ့ Grammy National ဘက်ကနတ်သမီးပုံမြင်တဲ့ကလူမျိုးကြောက်တောင်တွေတည်ရှိတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။တောင်ကြားလမ်းထဲကကြောက်တုံးတွေဟာအမှုပညာလက်ရာတွေနဲ့တက်တည်အထောက်အထားများအဖြစ်ယနေ့တိုင်ကြံရှိနေသေးတာပဲဖြစ်ပါတယ်။ဒီနေရာကလည်းကမ္ဘာအမွေနဲ့စည်ရင်းဝင်တဲ့ကနေရာတစ်ခုပဲဖြစ်ပါတယ်ဗျ။ ါကတော့အေဂျင့်နိုင်ငံမှာရှိတဲ့ပိရမစ်ဂူသင်းညိုင်းကြီးတွေပဲဖြစ်ပါတယ်။ဒီပိရမစ်ကြီးတွေကတော့မမ်မီကားတွေကြည်ဘူးတဲ့သူတွေအတွက်စိမ့်လောက်မယ်လို့မထင်ပါဘူး။အေဂျင့်နိုင်ငံရဲ့နာမည်ကျော်ကြားဆုံးပိရမစ်ကတော့ဂိုင်ရိုမြို့ရဲ့အပြင်ဘက်မှာရှိတဲ့ဂိုင်ကာမှာရှိပါတယ်။ခွန်ဖူဘုရင်ရဲ့ပိရမစ်ကြီးကတော့အကြီးဆုံးပိရမစ်ကြီးတစ်ခုဖြစ်ပြီးကမ္ဘာအဝယ်ခွန်းနှစ်ခုစည်ရင်းဝင်လည်းဖြစ်ပါတယ်ဗျာ။ ဖက်စည်းပိတ်သမုဒ္ဒရာထဲမှာရှိတဲ့အက်စတာကျွန်းမှာကြောက်တုံးရုပ်ထုကြီးတွေ အခု၈၀၀လောက်တည်ရှိပါတယ်။အဲ့ဒီရုပ်ထုကြီးတွေဟာဆိုရင် တော့73ရာစုနဲ့76ရာစုကြားကာလတွေမှာအင်မတန်ကြီးမားတဲ့ကြောက်တုံးကြီးတွေကိုထွင်းထုပြုလုပ်ထားခဲ့တာပဲဖြစ်ပါတယ်။ဒေတာကန်တွေကတော့မိုင်းလူခေါ်ကြတဲ့ဒီရုပ်တုံးကြီးတွေကကျွန်းတစ်ချောင်းလုံးမှာရှိနေပြီးတော့380လောက်တုန်းကအဲ့ဒီကျုံးမှာအခြေကျနေထိုင်ခဲ့တဲ့လူမျိုးတွေရဲ့တမိုင်းအမွေတွေပဲဖြစ်တယ်လို့ဆိုကြပါဗျ။ ဒါကလည်းကဘာအမွေနဲ့စရင်ဝင်တဲ့ကနေရာတစ်ခုပဲဖြစ်ပါတယ်။စတူယန်ကီလိုမီတာ400ကျော်ကျယ်ဝန်းနဲ့အန်ကောအာဂီယိုလော်ဂျစ်ကယ်ဘတ်ကြီးက900စုကနေ900စုကြားခမာဘင်းတွေလက်ထက်တုန်းကမျိုးတော်ပေါင်းများစွာရဲ့အကျွင်းကြံတွေအပြည့်နဲ့နေရာတစ်ခုဖြစ်တဲ့အပြင်ဆတ်မှုခေမတိုင်ခင်ကကမ္ဘာအကြီးဆုံးမြို့တစ်ခုလည်းဖြစ်ခဲ့ပါသေးတယ်။နာမည်အကြီးဆုံးကတော့အန်ကောဝက်ဖရာကျောင်းနဲ့ အန်ခေါ်သွန်နဲ့ဘိုင်ယွန်တန်ဘယ်တို့ပဲဖြစ်ပါတယ်။အချီတောင်အာရှကအရေးပါဆုံးရှေးဟောင်းအမွေနဲ့နည်းမြေတခုလည်းဖြစ်ခဲ့ပါတယ်။ပင်လယ်တည်ရေမြင့်တက်ချိန်တွေမှာသာမွန်းဆိုင်မိုက်ကယ်ကိုမြင်လိုက်ရရင်တော့ဒီခံတက်မြူအောင်ကြီးကရေပေါ်မှာတီဆောက်ထားသလားလို့တောင် ထင်သွားရနိုင်ပါတယ်။အမြင်အားဖြင့်တော့သူ့ရဲ့သဲတောင်ကုန်တွေကအချိန်နေမကောင်းဘူးလို့ထင်ရနိုင်ပေမယ့် ဒီမျက်စိဗရာသားရှိတဲ့မြို့ငယ်လေးက17ရာစုနှစ်ကလေးကအခုချိန်ထိရှင်သန်နေဆဲပဲဖြစ်ပါတယ်။ဒီမြို့ငယ်လေးကလည်းကမ္ဘာအမွေနဲ့ဆိုင်းရင်းဝင်တဲ့ကနေရာတစ်ခုပဲဖြစ်ပါတယ်။ကမ္ဘာပထမအဦးဆုံးသော National Park ဖြစ်တဲ့ဒီ Yellowstone နေရှင်နယ်ဘက်ကတော့12ကီလိုမီတာ9000ကျော်ကျယ်ဝန်းပြီးမြေခွေးနဲ့အမွေးရှည်နွားရိုင်းတွေအပါအဝင် အခြားသားရဲတရိษံပေါင်းများစွာတို့နေထိုင်ရာအရက်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ဒီ Yellowstone National Park ကတော့ United States မှာတည်ရှိတာပဲဖြစ်ပါတယ်။အေဒင်မြို့ရဲ့မြို့ပြနိုင်ငံတွေရဲ့ရှေးဟောင်းမြို့တော်ဖြစ်တဲ့ Athenian Acropolis ကတော့အခြားမြို့တွေကိုအပေါ်စီးကနေလှမ်းမြင်နိုင်တဲ့ကုန်းမြင့်ပေါ်မှာတည်ရှိနေတာပဲဖြစ်ပြီးရှေးဟောင်းဂရိခေတ်ရဲ့ ဘီသူကလက်ရာတွေနဲ့ပြည့်နှံ့နေတဲ့မြို့တစ်မြို့ပဲဖြစ်ပါတယ်။နာမည်အကြီးဆုံးကတော့ဖတ်တန်တဲ့နတ်ဘုရားကျောင်းပဲဖြစ်ပါတယ်။တိုက်ခိုက်ဖျက်ဆီးမှုတွေခံထားရပေမဲ့အခေါ်ပိုလစ်ကတော့ဂရိဒန္တာယူတွေနဲ့ပတ်သက်လာရင်အရေးကြီးဆုံးအခန်းကဏ္ဍကနေပါဝင်နေတော့မယ်ဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ဖရူးနိုင်ငံမှာရှိတဲ့မာချူပီချူမြို့ဟောင်းကြီးပဲဖြစ်ပါတယ်။ ဒီမျိုးဟောင်းကြီးကအာအာသိမ့်ဝယ်ကောင်းတယ်ဆိုတာကိုထပ်ဆောင်းပြောပြဖို့တောင်လိုတော့မယ်မထင်ပါဘူး။ဒါပေမဲ့ပင်လယ်ရေမျက်နှာပြင်အထက်မီတာ2430အမြင့်မှာရှိတဲ့ဒီမျိုးဟောင်းကြီး ਨੇ အောက်ဘက်ကတစ်တောတွေအပေါ်ကိုဖြာကျလာတဲ့မနက်ခင်းစည်းစာတက်ချိန်ကိုကြည့်ရတာကတော့ဘာနဲ့မှမလဲနိုင်နဲ့အင်မတန်လှပတဲ့မြေငွေ့တရက်ဖြစ်တယ်လို့ဆိုကြပါတယ်။ဟုတ်ကဲ့ အခုဖော်ပြပေးခဲ့တဲ့ကပအမွေနှင့်နေရာ၁၀ခုအကြောင်းကိုတော့မိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားမယ်လို့ပြောနေပါတယ်။နောက်ရက်တွေမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုမပြတ်တင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ Queen Entertainment YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မြစ်တာရက်ခံပါရစေ။ကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။